ချမ်းသာကြွားမှုတွေကိုဖော်ပြဖို့မင်္ဂလာလက်မှတ်ရေးချိုးပွဲနေလေးမှာချွေးမလေးကိုဝတ်ဆောင်တည်တဲ့ရွှေတပိတ္တကျော်စီရင်ပေးသွားအောင်မဲ့ဟိဝွန်ရမီသားစုဟိဝွန်နိုမီသားစုကတော့ချွေးမလေးကိုတမိအရင်လိုသဘောထားပြီးတော့ဂယူဆိုက်ချစ်ခင်ပေးနေတဲ့နေရာမှာကတော့စံတင်လောက်ပါတယ်သူတို့မိသားစုဂုံအဆင့်အတန်းနဲ့ကိုင်ကြီးလိုက်ဖက်စီမဲ့ချွေးမလောင်းကိုစနေတကျရွေးချယ်ခဲ့ပြီးတဲ့နောက်ဘသူနီးနဲမှမတူတဲ့အပြင်စင်တွေနဲ့ခန္ဓာလှပတဲ့မင်္ဂလာပွဲကြီးကိုကျင်းပနိုင်ဖို့အတွက်စီစဉ်ပေးနေတာလည်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာအယူအသားဆုံးအဖြူစင်ဆုံးမင်းသမီးလိုသတ်မှတ်ခံထားရတဲ့စိုးပြေတဲ့စဉ်ကိုချွေးမ လည်းအဖြစ်ရွေးချယ်ခဲ့ပြီးတဲ့နောက်အရင်ချက်ပို့ပြီးတော့လှပအောင်စီရင်ပေးနေတာလည်းဖြစ်ပါတယ်။အခုတစ်ခေါက်မှာတော့မင်္ဂလာလက်မှတ် YouTube ပွဲနေအခမ်းအနားမှာဝစ်စင်နိုင်စီဖို့အတွက်ရွှေသားစစ်စစ်တပိတ်တာကျော်နဲ့ဖန်တီးထားတဲ့ဝစ်စုံလေးကိုအထူးဖန်တီးပေးခဲ့ပြန်ပါတယ်။ဒီဝစ်စုံလေးကဆိုရင်တံမိုးအဖြစ်နဲ့တိမ်မောင်းတောင်းချီမကတံမိုးရှိတယ်လို့လက်ရမြောက်စွာဖန်တီးထားတာကြောင့်စူပြည့်လေးနဲ့အရန်ကိုလိုက်ဖက်နေမှာကတော့အမှန်ပါပဲ။ပုံမှန်အဖြစ်ဆိုရင်တော့မင်းသမီးလေးစူပြည့်တဲ့စင်ကရိုးရှင်းတဲ့ဝစ်စုံလေးတွေကိုပဲဝစ်စင်ပြီးတော့ဖက်ရှင်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့အားနည်းချက်လေးတွေရှိနေတာဖြစ်ပါတယ်။ဒါကြောင့်မနာလို့သူတို့ရဲ့ဝေဖန်မှုတွေကိုမကြာခဏခန်းစား ားနေရတဲ့ချွေးမလောင်စုပြည့်တဲ့စဉ်ကိုဟိဝန်တို့မိသားစုကအလူအမြအချင်းမြင်သေးတာမခံရစေဖို့လိုက်ဖက်ညီစွာဖက်ရှင်တွေကိုပြင်ဆင်ပေးနေခဲ့ပါတယ်။လက်တက်ခွန်တောင်းခံရတဲ့အနိကဝတ်စုံလေးကိုလူအမြကပြောဆိုနေတာကြောင့်တိမခံနိုင်တော့တဲ့ဟိဝန်ရဲ့မိသားစုတွေကချွေးမလောင်ဘက်ကအပြည့်အဝကောက်ွယ်ပြီးတော့နောက်ထပ်တမှုထူးခြားတဲ့ဝတ်စုံလေးကိုကိုယ်တိုင်ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ဘလောက်ထိအားထုတ်ပြီးပြင်ဆင်ပေးထားသလဲဆိုတော့စစ်စစ်တောင်းရဝတ်အခမ်းအနားနေ့လေးမှာဝတ်ဆင်ထားတဲ့ပြုပြည့်ဝတ်စုံလေးကတက်သေးပါပဲ။အင်မတန်လှပပြီးလက်ရမြောက်တဲ့ဝတ်စုံလေးကိုဖန်တီးပေးထားတာကအရန်ချရတဲ့ရောက်ခမကြီးမိသားစုက ပါဒါဒီမကသေးပဲနောက်ထပ်တပွဲအနေနဲ့ပြုလုပ်မဲ့မင်္ဂလာလက်မှတ်ရေးချိုးပွဲအခမ်းအနားနေလေးမှာချွေးမလောင်းနဲ့လိုက်ဖက်မဲ့ fashion သားမကသူတို့ရဲ့ဂုံစင်တန်းနဲ့ကိုက်နေစေမဲ့ imitant အဖိုးထိုက်တန်းနဲ့ရွှေသားဝတ်စုံကိုဆင်မြန်ပေးသွားအောင်မှာလည်းဖြစ်ပါတယ်ဒီဝတ်စုံလေးအားဆိုရင်မြမဆန်နဲ့ဝတ်စုံလေးဆိုပေမဲ့ခင်မြင်ဒီဇိုင်းလက်ရာတွေနဲ့တမူထူးကြအောင်လို့လက်ရာမြောက်စွာဖန်တီးထားပါတယ်နောက်ပြီးတော့ဝတ်စုံတစ်ခုလုံးကိုရွှေသားတွေနဲ့ပဲပြုလုပ်ထားတာဖြစ်ပြီးအရန်ကြီးလက်မျက်စိစူးမနေအောင်စူးပြင်းနဲ့လည်းလိုက်ဖက်အောင်စနစ်တကျချက်လုပ်ပေးထားတာကိုတွေ့ရပါတယ် ဒီလိုဝတ်စုံလေးကိုမင်းသမီးလေးစုပြစ်ဝတ်စံလိုက်တဲ့အခါမှာတော့ fashion စင်စာတင်နေသလားလို့ဝေဖန်ခံနေရတဲ့ပြောဆိုမှုတွေအကုန်လုံးပပျောက်သွားသလိုပါပဲ။ Imitant တံမိုးလေးကြီးမားသလိုစုပြစ်နဲ့လည်းအရန်လိုက်ဖက်နေတာကြောင့်ဟေးဝင်ရန်တို့ရဲ့မိသားစုရဲ့ချွေးမအပေါ်ပြောင်းလဲပေးနိုင်မှုကြီးကတော့တကယ့်ကိုအံ့ဩစရာပါပဲရှင်။ဒီဝတ်စုံလေးကစုပြစ်သစဉ်အလှတွေကိုလည်းပို့ပြီးတော့ပေါ်လွင်စေခဲ့သလို Imitant ကိန်းခန်းကြည့်ပြီးတော့ဂုံအဆင့်တန်းမြတ်မားတဲ့ဟေးဝင်ရန်တို့မိသားစုရဲ့အရှင်အဝါကိုလည်းအတိုင်းသားတွေ့မြင်စေနိုင်ပါတယ်။နောက်ပြီးတော့ဘလောက်ပဲချမ်းသာကြွားတဲ့မိသားစုကိုရောက်ပါစေ။သူတို့ဘက်ကစေတနာမေတ္တာရှိမှသာဒီလို ံမိုးကြီးတဲ့ပြင်ဆင်မှုတွေနဲ့ဂယုဆိုင်ပေးနိုင်မှာပါအခုစိုးပြေလေးရဲ့အခြေအနေကိုကြည့်ရတာကရောက်ကမကြီးတွေရဲ့ချစ်ချင်းမြတ်တာဂယုဆိုင်မှုတွေကိုအများကြီးခံနေရတယ်ဆိုတာကပေါ်လွင်စေပါတယ်ဘဝတစ်လျှောက်လုံးနမပြတ်မရှိယူသားစွာနေထိုင်ခဲ့တဲ့အကျိုးရလဒ်တွေအနေနဲ့အခုလိုမျိုးရောက်ကမမိသားစုကြီးရဲ့တံမိုးထားခံနေရတဲ့စိုးပြေရဲ့ဘဝကမိန်းကလေးတွေအတွက်တော့အတူယူစရာပါပဲစိုးပြေလေးကတော့လက်ထက်ခံနေအချိန်မှာဟိဝန်တို့မိသားစုရဲ့ဂယုဆိုင်ပြင်ဆင်ပေးမှုတွေကြောင့်ပဲအရင်ကထက်အများကြီးပိုလှနေပါတော့တယ်မင်္ဂလာလက်မှတ် YouTube ပွဲနေမှာဝတ်ဆင်နိုင်စေဖို့အတွက်ရောက်ကမကြီးတို့ကိုယ်တိုင်ရွှေတပိတ်သာကျော်နဲ့ဖန် ်ဒီပြင်ဆင်ပေးထားတဲ့စုပြည့်လေးအဝတ်စုံကိုအားလုံးရောသဘောကျကြပါရဲ့လားရှင်။